အလုံးပဲမင်္ဂလာပါအလုံးပဲမင်္ဂလာပါဒီနေ့ကဘာနေ့လဲတရင်ကျူလာပြင်းနေနောက်တမျိုးပါခေါ်သေးလဲအဘိဓမ္မာခါတော်နေအဘိဓမ္မာခါတော်နေနေသူနေပြမှာပေါ့နော်ဒီနေ့ကသီလကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်ဘဝနာကုသိုလ်ပြုလုပ်ကြပြီလားတကယ်တော့မလိန်နဲ့နော်အဲ့ဒါဆိုရင်အဖေမင်းမြေနော်မြတ်စွာဘုရားကဒီနေ့မှပြန်ကြွလာမှာပေါ့နော်အဲ့ဒါဝါဒွင်းတောက်လပလို့ကမြတ်စွာဘုရားပင်တော်မှာမြောက်မှာသူ့ဟိုပါပေါ့ဂျေဆုစီခဲ့ပြီးတဲ့မိနတ်သားဟိုပါပေါ့ ဟိုဘီးနမခုနကြံပေးအချိန်ပဲဟိုနေရာဌာနအဲ့ဒါတာတို့သမီးတို့သိရင်ပြောပါဦးညစောပြာခုနဝါမြောတက်တော်၄၀နှစ်အရွယ်မှာအတော်တိုင်တာနတ်ပြီးပင်လက်တိပင်ပင်ဘန္ဓုဘန္ဓုကံမလာစောပြာတော်ထဲမှာဘန္ဓုကံမလာမြတ်စောပြာထဲမှာဟုတ်ပြီပြောမေတော်မေတ္တာရှိမှုနဲ့နှစ်ပါးကိုမိပါတိဒီဝတ္တစံတဲ့အနေနဲ့အဘိဓမ္မာကိုဝါတွေ့တော်လာ ये गोसे टीटी होता के रातिबा ने वासा चे थारे अतान वे ओ अरा सोने अरी विडियो मा खुने जान ब्यो दिचे ब्यो हम विडियो मा खुने जान ओ धर्मा धर्मा मा देके नी जान वी वी बीन जान अभी दादा गुका खा जान अभी ปกละปัญญาจันทร์กถาวุฒุจันทร์ยมัยจันทร์ปะแทนจันทร์อะรายมัยจันทร์ปะแทนจันทร์ เอ้ยมาคุณอาบาลเลยเดี๋ยวมาติงกันจริเป็นนี่หัวเนี่ยสบายหัวเลยเป็นนี่หัวอะไรสนิยถ้าจริงวิบินจริงอ๋อสนิยสนิยเบ้ตุ้วิบินจริเลยสนิยเบ้ล่ะเข้ามาเลยอยากดูกูถ้าจริงอ๋อใช่ใช่เอ่อปกลับปีนี้จริงอ๋อคนนี่ยกะท้าวจุดทุจริงอ๋อกะทากะทาวทุจริงสี่เย่สี่เย่น่าจะบาดจรนี่แหละปกลับปีนี้ปีนี้ยังไม่จริเป็นนี่เลยยันเนสเซ่ปะทันเจ้าอ๋อเนสเซ่เนสเซ่ไงเย่อ๋อปะทันเจ้าเนี่ยเนี่ยมีอะไรเนาะอาอาลูบอมา ရက်90ရက်90တေးအဲ့ဒါမြတ်စွာဘုရားကဒီအဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားတယ်ဟောကြားတယ်အဲ့ဒါသူ့ရဲ့အမိဖြစ်ခဲ့ပြတဲ့နတ်သားအတွေ့ပေါ့နော်ဂျီဇုစတာပေါ့နော်အဲ့ဒါသားတို့သမီးတို့သိရမှာကဒီနေ့ကမိဘဂျီဇုစာရနေ့နော်ကိုယ့်ရဲ့ဆရာသမားတွေစာရနေ့နော်အဲ့ဒါဂျီဇုတရားကိုမမေ့ရအောင်နော်မိဘဂျီဇုဆရာသမားဂျီဇုလောကမမေ့ရဘူးဘယ်နေရာပဲရရမိဘဂျီဇုတတိယမယ်ဆရာသမားဂျီဇုတတိယမယ်ကြားလားကြားပါ ်အဲ့ဒါမြတ်စွာဘုရားကဒီနေ့ဒီညပေါ့နော်သာတို့သမီးတို့ကပူဇော်ရမှာနော်ဟိုသူများဖျောင်းတိုင်းပူဇော်တယ်သာတို့သမီးပူဇော်ရင်အဲ့ဒါမြတ်စွာဘုရားကုတော်နဲ့ပူဇော်မယ်ကုတော်ပါလေဒီတိပိတော်ဘဂဝါအာရဟံတမ္မာတမ္ဗုဒ္ဓဝိဇ္ဇာသနာတမ္မနသုကတောလောကရတိအနုတ္တရောပုရိသဓမ္မပရတိသသဒေဝမနုဿာနံဗုဒ္ဓဘဂဝါအဲ့ဒါစီမီထွင်းနဲ့အဲ့ဒါ ဗုဒ္ဓကိုတော့၉ပါးကိုတပါးစီအာယုပြုရမယ်နော်အရဟံကိလေသာကိဉ္စင်တော်မတော်မြတ်စွာဘုရားအဲ့ဒါမျိုးအာယုပြုရမယ်နော်အဲ့ဒါမြတ်စွာဘုရားပူဇော်တယ်နောက်ကြတော့တရားထိုင်မယ်တရားသဖြင့်မြတ်စွာဘုရားပူဇော်မယ်နော်တရားထိုင်ကိုယ့်ရဲ့ယုံနံအကြောင်းပြုပြီးတော့သိရမယ်နော်ယောဟာယုံနံနံနော်အဲ့ဒါတရားထိုင်တဲ့အချိန်မှာလည်းမြတ်စွာဘုရားပူဇော်ရရောက်တယ်နော်မြတ်စွာဘုရားဘလို့ဟောထားတယ်လေဆိုတော့သူ့ကိုပူဇော်ခြင်းမြတ်စွာဘုရားငါဘုရားပူဇော်ခြင်းတဲ့အဲ့ဒါငါ ခေါ်ထားတဲ့အတိုင်းကြင့်ကြံလိုက်နာပါတဲ့နော်တရားနဲ့ပူဇော်ပါအဲ့ဒါအများဆုံးပဲနော်အဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ